ဝိုင်းစုခိုင်တဲ့ဗတ်တော်တဆတချင်းကြောင့်နာမည်ကြီးလာတဲ့ထူအောင်ဝေပရိသတ်တွေအလုံးမဲမိင်္ဂလာပါရှင်လက်တလုံးလူမှုကွန်ရက်စာမျက်နှာတွေထပ်မှာတော့ဝိုင်းစုခိုင်တဲ့ဗတ်တော်တဆတချင်းဟာလူတိုင်းအကြိုက်တွေ့နေပြီးအတော်လေးပေါက်နေရဖြစ်ပါတယ်တတော်မှာဆိုရင်လည်းတချင်းကထွန်းဖြစ်နေရကြောင့်လိုက်စော့သူတွေများစွာရှိနေရဖြစ်ပါတယ်တချင်း MTV ကလည်းအများနဲ့မတူဘဲကွဲထွက်နေတဲ့ idea တွေကြောင့်အတော်လေးပေါက်နေရဖြစ်ပါတယ် အဲဒီထဲမှာတရုတ်ဆောင်ထားတဲ့မော်ရီကောင်လေးကလည်းလက်တလုံးမှာတော့ပရိသတ်တွေစိတ်ဝင်စားခြင်းခံနေရတာဖြစ်ပါဝိုင်းစုခိုင်တဲ့တချင်းနဲ့တွေ့ပြီးအမိုင်စားပုံစံတွေကြောင့်လေထူအောင်ဝီကိုတတော်များများကစိတ်ဝင်စားနေကြတာဖြစ်ပါတယ်။ထူအောင်ဝီကတော့တသစ္စမော်ဒယ်လေးဖြစ်ပြီးအမှုပညာအလုပ်တွေကိုအခုမှစတင်လုပ်ကိုင်သူတယောက်ဖြစ်ပါတယ်။ဝိုင်းစုခိုင်တဲ့ကတော့အမြင်ရှိစွာပဲထူအောင်ဝီကိုပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။ထူအောင်ဝီရဲ့ချော်မော်ရဲရုပ်ရင်းတချင်းနဲ့အန်ကိုက်တျူဆောင်မှုတွေကြောင့် မင်္ဂလီပရိသတ်တွေကြမှာတော့အတော်လေးနာမည်ကြီးပြီးနေရာရနေရာဖြစ်ပါတယ်။အထူးသဖြင့်ဒူအောင်ဝေရဲ့မျက်ခုံးမွေးညိတ်ထားတဲ့ပုံစံကြောင့်လူတွေပုံပြီးတော့စိတ်ဝင်စားမှုမြင့်တက်ခဲ့တာဖြစ်ပါတယ်။ဒူအောင်ဝေကမော်ရယ်တင်နန်းတွေတော့တက်ဖို့ပြီးအခုဝိုင်းစုရဲ့တခြင်းဗီဒီယိုမှာပထမဆုံးတရုတ်ဆောင်ဖူးသူတစ်ယောက်ဖြစ်ပါတယ်။ဝိုင်းစုကလည်းဒူအောင်ဝေရဲ့မျက်ခုံးကြောင့်ပဲသတိထားမိပြီးတခြင်းဗီဒီယိုရိုက်ဖို့ဖြစ်လာခဲ့တာဖြစ်ပါတယ်။ ထူအဝေအတွက်ထင်းထွက်စေမဲ့ character ကိုတီချာလေးစဉ်းစားပြီးပုံဖော်ပြီးခဲ့ရာကြောင့်လေဝိုင်းစုကိုကျေးဇူးတင်စကားပြောလာခဲ့ပါတယ်။စားရိုက်မယ်ဆိုတော့ကတော့စိတ်လုံရှားမှုရှိပေမဲ့ဝိုင်းစုကအားလုံးနဲ့ရင်းနှီးအောင်လုပ်ပေးခဲ့တာကြောင့်တကယ်တမ်းရိုက်ခွဲမှာရိုက်တဲ့အခါမှာတော့အခက်အခဲလည်းမရှိဘဲအားလုံးအေးဆေးဖြစ်သွားတယ်လို့ဆိုပါတယ်။တချင်းဗီဒီယိုထဲမှာတတူးတွေနဲ့ကော်ထရက်နေရဲ့ဘဲတပွေအဖြစ်ပြုတ်ဆောင်ထားပြီးမြေ အပြင်မှာတော့တတူးမရှိပါဘူးလို့လည်းဆိုပါ යි အိမ်ကတတူးထိုးတာမကြိုက်တာကြောင့်တတူးထိုးရင်အိမ်ပေါ်ကနေကောင်းတဲ့အဆင်ရနိုင်နေဒါကြောင့်တတူးတော့မထိုးဘူးလို့ဆိုပါ යි တချင်းဗီဒီယိုရိုက်တုန်းကတော့ဒီတိုင်းစီးနဲ့ရေးဆွဲထားတာပါဆိုပြီးလဲပြောလာခဲ့ပါ යි အပြင်ပုံစံနဲ့တခြင်းလေးကပုံလေးကလုံးဝကိုမတူပဲကွဲထွက်နေရောနည်းနည်းလေးစိတ်လှုပ်ရှားမှုဖြစ်ခဲ့ကြောင်းပြောပါ යි အပြင်မှာတော့ပေါပေါပပပဲနေဖြစ်တဲ့အကြောင်းလေးရှင်းပြလာခဲ့ပါ යි ဝိုင်းစုခိုင်သိန်းလေးကလည်းအပြင်မှာခင်နေရကြောင်းဝိုင်းစုကသူ့လိုချင်တဲ့ပုံစံလေးအတိုင်းပြောတော့နှစ်ယောက်သာတိုင်ပင်ပြီးရိုက်ဖြစ်သွားခြင်းပဲဖြစ်ပါ යි တချင်းကလည်းကြိုးစားရကြိုးနှက်စွာနဲ့တကယ်ကိုမှအောင်မြင်ခဲ့တဲ့တချင်းတစ်ပုတ်ဖြစ်ပါ යි ။ဝိုင်းစုခိုင်သိန်းကသူအားကြရတဲ့အနုပညာရှင်တယောက်ဖြစ်တာကြောင့်အခုလိုတွေ့ပြီးတရုတ်ဆောင်ရတဲ့အပေါ်မှာကြည်နက်မှုလည်းရှိသလိုပျော်လဲပျော်မိပါတယ်လို့ဆိုပါ යි ။အခုမှစပြီးတရုတ်ဆောင်သူတယောက်ဖြစ်တာကြောင့်အခက်ခဲတွေလည်းရှိပေမဲ့ဝိုင်းစုကတေချာတင်ကြားပေးခဲ့တာဖြစ်ပါ යි ။ထူအောင်ဝရဆိုရင်လက်ရှိနာမည်ကြီးလာတဲ့လူတယောက်ဖြစ်သလိုဖန်စားပစ်လည်းတော်တော်ကောင်းသူတယောက်ဖြစ်ပါ යි ။ နှခမ်းနီမာလေးတချို့ကတော့ဒူအဝေကိုတွားရောက်တွေ့ဆုံပြီးဓာတ်ပုံရိုက်တာတွေပြုလုပ်ခဲ့သလိုဒူအဝေကသဘောကောင်းသူတရားလို့လည်းမှတ်ချက်ပေးထားတာမျိုးတွေရှိတာဖြစ်ပါတယ်။စကားပြောလေးပြေပြေပြီးရုံရည်လဲချောမောတာကြောင့်တကယ်ကြိုးစားရင်အမှုပညာလောကမှာနေရာတစ်ခုကိုရယူနိုင်ပြီးအောင်မြင်လာနိုင်တာဖြစ်ပါတယ်။ပေါ်ထွက်ကလေးကပြိသရီသတိထားမိပြီးစိတ်ဝင်စားခြင်းခံရတဲ့တရားမှုလို့အမှုပညာအလုပ်တွေစတိုက်လုပ်သွားရင်ပိုပြီးတော့အဆင်ပြေတာဖြစ်ပါတယ် ဖန်ရီကိုလည်းအလိုလိုက်ပေးမယ်ဆိုရင်တော့အချိန်ခဏအတွင်းမှာပဲအောင်မြင်မှုတွေစတိုက်ရရှိနိုင်တဲ့အနေအထားတစ်ခုမှရှိနေရဖြစ်ပါတယ်။ဝိုင်းစုကိုလည်းပြည်သက်တွေကဒီလိုအချောလေးကိုပွဲထုတ်လာပြီလို့ကျေးဇူးတွေတင်နေကြတာဖြစ်ပါတယ်။ပြည်သက်တွေလည်းဒူအောင်ဝီကိုစိတ်ဝင်စားလာမဝင်စားဘူးလားဆိုတာပြောပြသွားပါအောင်ရှင်။